က်နေအဲ့ဒီနေရာလည်းမရှိလေဘယ်လိုခေါ်လဲစီစီပြာကင်းပြည်နယ်မြောင်းရီမြို့နယ် KK Park စီမံကိန်းကကြားဖြတ်လုတ်ကင်သူတွေဆွန့်ခွာထွက်ပြေးသွားလို့လုပ်ငန်းတွေရပ်တန့်သွားပေမဲ့ရွှေကောက်ကိုပါဝင်တိုင်းမြမနယ်ဇက်ကကြားဖြတ်လုတ်ကွအများအပြားကတော့ဆက်လက်လဲပတ်နေဆဲဖြစ်တယ်လို့သိရပါဗျ။ကြပြန့်ကောင်းဆောင်ရှိတီကျန်တဲ့ KNL ချောင်းဆောင်တက် PGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူတို့ အကျိုးတူပူပေါင်းလုံခြုံတဲ့ရွှေကောက်ကုံမြို့တဲ့အတွင်ကကြားဖြန့်လုပ်ငန်းတွေအပါအဝင်အခြားသော BGF နဲ့ဒီမိုကရေစီအကျိုးပြုကရင်တမရော DKP ထိန်းချုပ်နယ်မြေအတွင်မှာရှိတဲ့ကြားဖြန့်လုပ်ကွက်ပေါင်းဆယ်ခုကျော်ကပုံမှန်အတိုင်းဆက်လက်လဲပတ်နေတာလို့လုပ်ကွက်တင်တဲ့ဤဆက်သူတို့ကပြောပါတယ်ကျွန်တော်အစားအသောက်တွေအရအခုချိန်ကြီးလည်းပတ်နေတော့မှသမားတရားတလို့ဆိုလို့ရှိရင်များပြီအဲမှာ UK ရှိမယ်ကိုသုံးလုံးရှိမယ်၆သုံးလုံးရှိမယ် ခရမ်းပြကိရှိမယ်တစ်ကိရှိမယ်25ကိ27ကိ28ကိပြီးတော့လို့ရှိရင်အဲ့ဒီမထော်တလီနားမှာဆိုရင်ဝန်ထားဧကတရာရှိတယ်။မြောက်ကြီးရဲ့မြောက်ကြီးနဲ့ရှုပ်ကုတ်ကိုထားတယ်မှာဆိုလို့ရှိရင်အပိုလို site ကိုအဝန်ထားဧကတရာတို့ဝန်ထားလို့ရှိတယ်ပြီးတော့လို့ရှိရင်မထော်တယ်နားမှာကြတော့ဤကားတရားပေါ်တော့ပြီးရင်အဲ့ဒီမှာပါပဲချွညောင်ဝင်29ကိတ်ရှိတယ် UK ကီအခုနံပါတ်3နေရဲ့ကီဆိုတာရင်တော့ AA site ရင်တော့ PK လို့နံပါတ်ထောက်တာအခုနောက်ပါ AA site အဲဆိုင်ကမှတော့ဝမ်းကနေဒီဆက်ထိရှိတယ်။ပြီးအဲအဲတော်လို့ရှိရင်မြလက်ပန်ဆိုင်ရှိတယ်။ဖလူဆိုင်ရှိတယ်ဖလူကြီးဖလူလေးရှိတယ်။အဲ့ဒါပြီးစောက်ခတ်စောက်ခတ်ဘက်တို့ဝီလီဘက်တို့အဲ့လိုပုံရှိတယ်။စကောမရှင်တဟာအော်တိုဘာ19ရက်နေ့မှာ KK Park စီမံကိန်းအတွင်းကိုဝင်ရောက်စီးနင်းဟန်ပြခဲ့တာဖြစ်ပြီး Starling ဆက်အလုံး30ကိုတင်စီရရှိကြောင်းနဲ့အလုံးသမား2000ကျော်ကိုတွေ့ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ် အဲ့ဒီဖြစ်စဉ်ဟာဟန်ပြစည်းနှမှုသာဖြစ်ကြောင်းအရာရီအပါဝင်လွတ်လပ်တဲ့သတင်းမီဒီယာတွေကဖော်ထုတ်ခဲ့ပြီးတဲ့နောက်မှာတော့အော်တိုဘာ22ရက်နေ့မှာ KK ပခေတကာကို ဖွင့်ပြီးလုံသားတွေကိုလွှတ်ပေးလိုက်ပါတယ်။အဲ့ဒီထက်ကကြားဖြန့်ကောင်းဆောင်ပိုင်းနဲ့အရေးကြီးသူတွေကိုတော့ BJF ကခလုံးကွင်းပြို့ဖို့ကားရီနဲ့တီးတန့်တဲထုတ်သွားတာတွေရှိပေမဲ့မြန်မာလုံသားတွေနဲ့နိုင်ငံခြားသားလုံသားတွေကိုတော့ကိုယ့်အစီအစဉ်နဲ့ကိုလွတ်မြောက်ရဖို့ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အခြေအနေတွေဟာဝေယုံတုံးကဖြစ်သွားပြီးမြောက်ရီဘတ်ချက်မှာခိုလုံရာရှာကြသူတွေနဲ့ထိုင်းနိုင်ငံမဲဆောင်မျိုးဘက်ကိုကူတန်သွားသူတွေအများအပြားဖြစ်နေကြပါတယ်။လူတွေရောမတဲဝါဒီမှာပြည်ရပုံကြောင်းတွေမှာရှိလို့ရှိကြတယ်။ဒါကြတော့သူတို့မျိုးတွေမှာသူတို့နေပေါ့။ရှိတယ်ငါလည်းလည်းရှိတယ်သူတို့ကျူလို့တွေတန်ပြီးခေါ်ဝါးတွေခေါ်ဝါးတွေ။ပေါ်သူကိုကြည့်ရတယ်။သူမျိုးခေါ်ဝါးချင်းနေတော့ရှင်နေနေပြင်းကြတော့ဟောဟိုညနေလို့ရှိရင်ရှင်းလာရင်တော့ဘယ်လိုလုပ်ရလဲ။ရှင်ကဘုံညာရှင်ကမှာသူတို့ပြည်ရ အဲ့မှာကြီးတော့ကြီးနေတယ်ဒီဘုဘောလည်းပုံမှန်ပါပဲ KK ပါကနေစွန်ခွာထွက်ပြေးလာတဲ့နိုင်ငံပေါင်းစုံကကြားဖြတ်လုပ်တာတထောင်ကျော်ကထိုင်းဘက်ခြံကို ထွက်ပြေးရောက်ရှိလာပြီးလက်ရှိမှာတော့ထိုင်းအာဏာပိုင်တွေကလက်ခံထားပြီးတော့စစ်ဆေးမြင့်မြတ်နေတယ်လို့ထိုင်းဘက်ခြံကထုတ်ပြန်ထားပါတယ်။မြောက်ရီမြို့နယ်အတွင်းမှာ KK Park တက်ကြီးမာတဲ့ကြားဖြတ်လုပ်ွက်တွင်တဲ့အတူလုပ်ွက်ပေါင်းများစွာရှိနေပေမဲ့ စစ်ကော်မရှင်တပ်က KK Park တခုကိုပဲဝင်းရောက်စီးနှင်းဟန်ပြခဲ့တာဖြစ်ပါတယ်။စီးနှင်းဟန်ပြခဲ့ချိန်တုန်းက KK Park စီမံကိန်းမှာ KNU ကောင်းဆောင်ပိုင်းတွေပါဝင်ပတ်သက်တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။စီရင်နိုင်ငံရေးသူတေတီတို့ကတော့ BGF အတိတ်ကလဲပတ်နေတဲ့ကြားဖြန့်ယုံတွေကိုအရင်မယူပဲ KK Park ကိုဟန်လို့ပြတာက KNU ကိုထိုးချပြီးလှုပ်ကြံမှုစူးစမ်းတာလို့ဆိုပါတယ်။ အဲ့ဒါကတော့ KNU ကိုအဓိကပြစ်မှတ်ထားပြီးတိုက်ခိုက်ခြင်းလို့ပါဒီ KK ဘက်နေရာကိုငှားရဲနှုံးကအခု KNU လက်ရှိခေါင်းဆောင်နှစ်ယောက်လက်မှတ်ထိုးတယ်တယောက်ကလက်ရှိဥက္ကဋ္ဌဘဒုကွဲထူးဝင်းနောက်တစ်ခုကဘဒုရောဂျာခင်ကာဝေးဌာနဝန်ကြီးသူကတော့အခုအနားယူသွားပြီသူတို့နှစ်ယောက်အတိတ်တည်းအဖြစ်လက်မှတ်ထိုးဘူးတယ်အဲ့ဒီအခြေခံပေါ်မူတည်ပြီးတော့ဒါဟာ KNU ရဲ့ဟာဖြစ်တယ်ဆိုပြီးတိုက်ခိုက်တာပဲ KNU ထဲမှာလည်းအဲ့ကိစ္စကိုမကြည်လည်ဘူးလက်မခံတဲ့ကိစ္စတွေပါတယ် ဒါပေမဲ့သူတို့အခုအဲ့ဒါကိုဘယ်လိုဖြေရှင်းကြမလဲမသိဘူးဒါပေမဲ့အခုအဓိကက KGB ပြည်ထနာမှာ ထိမ့်ချုပ်လောက်ကင်နေတာ BGS ဆိုတာအလုံးသိတာပဲလိန်လို့ပဲရမှာတော့စကောမရှင်ရဲ့ KG Park စီမံကိန်းကိုဝင်ရောက်စီးနှံဟန်ပြမှုဟာအော်တိုဘာလနောက်မိုင်မလေးရှားမှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးအမည်အချိန်ကိုက်လှုပ်ဆောင်ချက်ဖြစ်တယ်လို့လည်းတုံ့သက်ချက်တွေရှိနေပါတယ် ဒီအစည်းအဝေးမှာမြမအရေးအာဆီယံဘုတ်တဘောတူညီချက်၅ရက်နဲ့ပတ်သက်လို့ဆွေးနွေးဖို့ရှိနေသလိုအရှိတောင်အာရှမှာအခြေဆိုင်လှုပ်ရှားနေတဲ့အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေအရေးလည်းဆွေးနွေးဖို့ရှိနေတယ်လို့မလေးရှားနဲ့အာရှပစိဖစ်အခြေဆိုင်သတင်းဌာနတွေကရေးသားဖော်ပြနေကြပါတယ်။မြမရေးအဖြစ်ရှာဖို့အာဆီယံအထူးကိုယ်စားလှယ်နဲ့မြမတော်လှန်ရေးအင်အားစုတွေကြားတွေ့ဆုံမှုတွေရှိနေပြီးဒီထက်မှ KNU လည်းပါဝင်နေတာဖြစ်ပါရဲ့ရှင်။